ော့ကျွန်တော်ဒီနေ့ဘာအကြောင်းကိုပြောပြမလဲဆိုရင် APN အကြောင်းကိုပြောပြမယ်အဲ့တော့ APN ဆိုတာဘာလဲပေါ့နော်အဲ့တော့ APN ဆိုတာဘာလဲဆိုရင်ကျွန်တော်တို့အရင်ဆုံးပေါ့နော် APN ကိုဘယ်လိုမျိုးကျွန်တော်တို့ဟိုယူဆလဲဆိုတော့ဟိုတွေးခေါ်တဲ့ method တွေကျွန်တော်ရှင်းပြမယ်ပေါ့နော်အဲ့တော့ APN ဆိုတာဘာလဲဆိုရင်ဂျာဂန်ပဲဒါဂျာဂန်လွယ်လွယ်မှတ်လို့ရတယ်ဘာလို့လဲဆိုတော့သူ့ရဲ့နာမည်က application program interface interface ဖြစ်တယ်နော် interface ဆိုတော့မျက်နှာပြင်ပေါ့နော်ဥပမာကျွန်တော်တို့ ဖုန်းနေဘာတွေကင်တွေ့တယ်ဆိုရင်ဒီ interface ကိုပဲကင်တွေ့တာဗျာတိလာမသိအဲ့လို့ဆိုတော့ကျွန်တော်တို့ကဒါကိုဘာလို့ခေါ်လို့ရလဲဆိုရင်ယာကန်ပစ္စည်းတော့ပြောလို့ရတယ်အဲ့တော့ကျွန်တော်တို့ဘယ်နေရာမှာအဓိကမြင်ရလဲဆိုရင်ကျွန်တော်တို့ဒီ waiter တွေကိုအဓိက API လို့ပြောလို့ရတယ်ဘာကြောင့်ဆိုရင်ကျွန်တော်တို့ customer နဲ့ကျွန်တော်တို့အနောက်ကစားတောက်ဆိုင်ရဲ့ support ဆောင်နဲ့ချိတ်ဆက်ပေးတာဒါသည်ဗာလဲဆိုတော့အဲ waiter ပဲရှိတယ်သူဒီ API မှာသူဒီအဲဟိုအနောက်ကအစားအစားတောက်တွေချက်တဲ့နေရာရှိတယ်အဲ့ဒီမှာဆို support မှုရှိမယ် support မှုနဲ့သူက internet လောက်တယ်ပြီးတော့ကျွန်တော်တို့ user တွေဘက်ကို internet လောက်တယ်အဲ့ဒါ waiter ဘက်ကနေလောက်တာအဓိက customer ရဲ့ဂျားထဲမှာရှိနေတာ waiter ပဲဒီ waiter ကိုပဲကျွန်တော်တို့ customer တွေကထိတွေ့ဆောင်ရွက်ရတာအနောက်က chef တွေ accountant တွေဘာတွေညာတွေစားတောက်ဆိုင်အနောက်ကလူတွေနဲ့ဘယ်သူမှမထိတွေ့ဘူးကျွန်တော်တို့အဓိကပြောလိုက်တာ waiter ရေးဟဲ့အောင်က coffee တစ်ခွက်တောက်ချင်တယ်ဒါပဲပြောလိုက်တာဟိုဘက်ကနေပြီးတော့ဟိုဘက်ကအဲကျွန်တော်တို့ support မှုပြောတယ်ခင်ဗျားရှိရနေကျွန်တော်တို့ဟို customer ကနေပြီးတော့ ကော်ဖီလိုချင်တယ်ပြီးတော့ဟိုဘက်ကနေပြန်ပေးတယ်ကော်ဖီကော်လေးယူလာပေးပဲဒါပဲဒီလိုမျိုးလှုပ်ဆောင်တဲ့လုပ်ငန်းသဘောတဘာဝရှိတဲ့ဟာကိုကျွန်တော်တို့က API လို့ခေါ်တယ် API ဆိုတော့ကျွန်တော်တို့ web application နဲ့မှာသုံးနေတာပဲဟာက API မဟုတ်ဘူးသူဒီနေရာတိုင်းမှာရှိတယ်နေရာတိုင်းမှာမြင်နေရတယ်ပေါ့နော်ကျွန်တော်ဒီပုံလေးကိုပြလိုက်ရင်ရှင်းသွားလိမ့်မယ်အဲ့တော့ API ဆိုတာကကျွန်တော်တို့ဘာလဲဆိုတော့ဒီမှာပြထားသလိုပဲပေါ့နော် customer ရှိမယ်ကျွန်တော် waiter ရှိမယ် chef ရှိမယ်အဲ့ဒီကြားထဲမှာသူဒီကျွန်တော်တို့ central point နေနဲ့သုံးထားတာ အဲ့တော့ဒီကောင်က तू ကအလဲမှာဂျားခန်နေနဲ့ဆက်သွယ်ပေးထားတာဖြစ်တာကြောင့်မလို့သူ့လိုမျိုးပုံစံအသုံးပြုတဲ့ program တွေပစ္စည်းတွေအကုန်လုံးကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုရင် API လို့ပဲခေါ်တယ်နော်အဲ့တော့ဒီနေရာမှာဟိုလူတွေကအများအားဖြင့်ဒီ web application ပဲတော်တော်မြင်လို့ပေါ့နော်ဒါ API မှာသမျှဒီဒီလိုမျိုးပဲသွားတယ်ဒီလိုမျိုးပဲလုပ်တယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ခေါင်းထဲမှာ demo model လေး mental model လေးဝင်သွားပြီဆိုတော့ကျွန်တော်တို့လုပ်ငန်းတွေလောရတာလွယ်မယ် discuss လောရတာလွယ်မယ်ကျွန်တော်တို့ကုတ်ရေးရတဲ့အခါမှာတွေးခေါ်စဉ်းစားတွေလွယ်မယ် နော်အဲ့တော့ကျွန်တော်တို့ဒီတကယ်တကယ်ပုံရေးတဲ့အခါမှာဆိုရင်အများဆုံးအဖြစ် body d လောက်ရလဲဆိုရင်ကျွန်တော်တို့ javascript program interface တွေတွေ့ရအဲ sorry json တွေတွေ့ရမယ်ဒါပေမဲ့ application တွေမှာပါတဲ့ဟာတွေဥပမာထားပါတော့ကျွန်တော်တို့ဖုန်းရဲ့ဟို bluetooth driver ကိုလှမ်းပြီးတော့ asset လုပ်ရှင်နေဆိုရင်ဖုန်းမှာ java java library ပေးထားတယ် java library မှာပေးထားတယ်ဘာလဲဆိုရင်ကျွန်တော်တို့ api ရှိတယ်အဲ့ဒီ api နေလှမ်းပြီးတော့ကျွန်တော်တို့ရဲ့ physical bluetooth drive driver ကိုလှမ်းပြီးတော့ internet လောက်ရတာဒါကြောင့်မလို့သူ့ကိုကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုရင် api လို့ပဲခေါ်တာ ဒါလေးကိုနားလည်သွားရဲဆိုကျွန်တော်တို့ကုတ်ရရတဲ့အခါမှာစဉ်းစားတွေးခေါ်တဲ့နေရာမှာတော်တော်ကြီးကိုအဆင်ပြေမယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်ဒီလိုမျိုးလဲစဉ်းစားတွေးခေါ်ကြဖို့ကျွန်တော်ကအဲပြောချင်ပါတယ်